ဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့9ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့15ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလာတော်တွင်မှာအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲအင်္ဂါသားသမီးမိတ်ဆွေများကတော့အလုပ်ကိစ္စတို့ငွေကြေးကိစ္စစီးပွားရေးကိစ္စတို့နဲ့ခရီးထွက်အပ်တဲ့အောင်မြင်မှုခရီးဖြစ်မယ်ပေါ့အလုပ်ကိစ္စ ဟုတ်လားစီးပွားရေးကိစ္စတွေနဲ့ခီးထွက်သွားလာရတယ်ဆိုရင်အောင်မြင်မဲ့အဆင်ပြေတဲ့ရဲဝင်းဝင်သွားပါအဲစကားတွေပြောရဆူရတတ်တယ်အလုပ်ကိစ္စမှာဘယ်လိုပဲဖြစ်ဖြစ်အောင်မြင်မှုတွေရှိနေတယ်အဲ့တော့လောက်ကန်ကြံစီသမျှတွေပို့ပြီးတော့အောင်မြင်နိုင်တယ်အလုပ်ကန်ကြံစီတွေနဲ့ပတ်သက်မားလက်မနားနိုင်အောင်ဖြစ်နေတတ်တယ်အဲ့တော့တစ်ဖက်မှာလည်းကိုယ်မှာမနားနိုင်ဘူးမအားနိုင်ဘူးတစ်ဖက်မှာလည်းအောင်မြင်မှုတွေရှိနေတယ်ဆိုတာမျိုးဖြစ်တယ်အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြေးကြများတတ်တယ်ကို့အနေနဲ့အိတ်ဆိုင်ဆိုတာမျိုးဖြစ်တတ်တယ် အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်ကုဘုတ်ဆိုတာတခြားသူတွေဘုတ်အတွက်ငွေတွေကုန်ရတာအစိုက်ပေးရတာဆိုတာမျိုးတွေဖြစ်တယ်။ဒါပေမဲ့ကိုစိုက်ပေးရတဲ့ငွေကြီးတွေအာမခံတဲ့ငွေကြီးတွေအစမပြေထဖြစ်တာမျိုးတွေဖြစ်တတ်တယ်။ကိုကဂျားဝင်တာဝန်ယူပေးနေရတာမျိုးတွေကြုံရတတ်တယ်။အခြေအိမ်တော်ကြီးမြစ်တာကြီးမှာကံကောင်းတယ်၊ချစ်သူကြီးစားတစ်တွေရတတ်တယ်။အခြေအိမ်တော်ကြီးနဲ့ပတ်သက်စိတ်ချမ်းသာမှုတွေကြုံတွေ့ရမယ်။အစမပြေတိုင်းမသိမြတ်တာတွေပြန်လည်တင်းမြတ်ပေါင်းဖက်သွားနိုင်မှုအလားလာရှိတယ်။ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှာလုပ်မယ်ဆိုရင်လုပ်ပါအောင်မြင်မှာဖြစ်ပါတယ်။ အဲ့တော့အရေးကြီးတဲ့စကားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့မလုပ်တာကောင်းတယ်အဟန္တာအနောက်ရှက်တွေရှိနေတဲ့အတွက်ကြောင့်ဒီကိစ္စတွေပေါ့အရေးကြီးခရီးကိစ္စစကားပြောဦးကိစ္စတွေမလုပ်တာပိုပြီးကောင်းတယ်ခိရတီးခံမှာဒီဘက်မှာကျမ်းမာရင်နဲ့ပတ်သက်အနှဲငယ်ခြူကြတာဆေးုံဆေးုံစီကံရောက်နေတဲ့သူအဖို့အဲကျမကြီးပို့ပြီးတော့ပေါ့နော်ကျမကြီးနဲ့ပတ်သက်မတတ်မတာဖြစ်တာမျိုးတွေကြုံရတတ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကျမကြီးနဲ့ပတ်သက်ရင်တော့အဲသတိထားယူဆိုင်ဖို့လိုအပ်တယ်အဲ့တော့ဒီတပတ်တာကာလသည်ကျွန်တော်တို့ ဟလာအကူကြီးတောင်းခံမှုတွေပေါ့နော်အကူကြီးတောင်းမယ်ဆိုရင်တောင်းခံမှုတွေရတတ်တယ်အဲ့တော့ကုညီမဲ့သူပေါ်နိုင်တယ်လို့ပြောလို့ရတယ်မိမိရဲ့အရေးကိစ္စတွေအတွက်ကုညီမဲ့သူပေါ်နိုင်တယ်ဒီတစ်ပတ်မှာဘယ်လိုပဲဖြစ်ဖြစ်လိုအပ်မဲ့ရေရေရလှုပ်ထားဖို့လိုပါတယ်အဲ့တော့ရေရေရအနေနဲ့ကတော့ကျွန်တော်တို့ဘာလှုပ်ထားမလဲဆိုလို့ရှိရင်မရှိနှမ်းပါတဲ့သူကိုကိုတတ်နိုင်သမျှဟလာပေကန်ထောက်ပံ့တာလေးတွေကျွန်တော်တို့လှုပ်ပါဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်ဒီတစ်ပတ်အတွက်ကံကောင်းလက်ရှင်ကနန်းဒီနှစ်ကနန်းအကျိုးပေးတဲ့အကြောင်းကအဖြူရောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအတွက်ပါ